ချောင်းခီးစဉ်9000ကျော်စံစာမှုဖြစ်နေကွန်ကရစ်လွှတ်တော်မှာအစိုးရဘတ်ဂျက်ဥပဒေအတိမပြုနိုင်တဲ့အတွက်အမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်းနေတာကြောင့်လေကြောင်းခီးစဉ်9000ကျော်ကိုနိုဝင်ဘာ9ရက်တောက်ကြနေရဖျက်သိမ်းတာနဲ့နှောင့်နှေးရဖြစ်ပေါ်ခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်အကြောင်းကတော့လေးဆောင်ထိန်းသိမ်းဝန်ထမ်းတွေကလည်းလားစာမရတာကြောင့်ဖျားနာခွင့်တင်တာတွေနဲ့တခြားလုပ်သွားလုပ်ကြတဲ့အတွက်လေးဆောင်ထိန်းချုပ်ရည်မှုတွေရှားပါမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအတွက်လေကြောင်းလိုင်းတွေကလေယာဉ်ကြီးစင်တွေလျှော့ချဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်မှာကြီးစင်အများဆုံး၄၀ကပြည်တွင်းလေကြောင်းလိုင်းကြီးစင်တွေကိုထိခိုက်စေမှာဖြစ်ပါတယ်။ဖရယ်လေကြောင်းစီမံခန့်ခွဲရေး FAA ကပြည်တွင်းလေကြောင်းကြီးစင်တွေကို၄၀ခန့်လုံးစတင်လျှော့ချမှာဖြစ်ပြီးလာမယ့်သတင်းပတ်ကုန်မှာတော့၁၀ခန့်လုံးထိထပ်မံပြီးတော့လျှော့ချသွားမယ်လို့ဆိုပါတယ်။အမေရိကန်တန်ယူပို့ဆောင်ရေးအကြီးအကဲက တကယ်လို့အစိုးရလုပ်ငန်းရပ်ဆိုင်မှုမကြမီကာလအထိမပြီးဆုံးသေးဘူးဆိုရင်ရှော့ချမှုကို15ရာခိုင်နှုန်းဒါမှမဟုတ်20ရာခိုင်နှုန်းအထိတိုးလာနိုင်တယ်လို့ပြောပါတယ်အမေရိကန်အကြီးဆုံးလေကြောင်းလိုင်းတွေဖြစ်တဲ့ United နဲ့ Delta တို့ကတော့ဖြတ်သိမ်းခံရတဲ့ခီးစင်တွေအတွက်ခီးစက်တွေကိုငွေပြေးဝပြန်အမ်းပေးမှဖြစ်တယ်လို့အာမခံပြောဆိုထားပါဗျ။